လည်းနည်းနည်းဟိုလည်း ATS နဲ့ဟိုနည်းနည်းကောင်းပါတယ်တဲ့မှာပါလာပေါ့နော်သူ့ကြောင့်မလို့ဒီကိစ္စဖြစ်သွားတယ်ဒီကိစ္စသူ့ကိုသူသူတာသူတာဝန်ယူသင့်တယ်အဲ့တော့သူပြိတက်ကမညာခြင်းသူတကယ်အမှန်ကိုပဲပြောလိုက်တော့မယ်ဆိုပြီးတော့အဲ့လိုမျိုးလေးပြောလာဆိုအဲ့အဲ့ဒါဆိုတော့ okay ပေါ့ဆိုတော့အဲ့တိုင်းပဲဆက်သွားကြမယ်ပေါ့ဖြစ်လာတဲ့ပြဿနာဖြစ်လာတဲ့တိုက်ခိုက်မှုဖြစ်လာတဲ့ကြက်တွေပါတော့နှစ်ယောက်လုံးခံပေါ့ ပြိသက်တွေကအဲနည်းနည်းလေးပေါ့အမလို့အမရဖြစ်သွားလေးတော့ရှိတယ်ပထမပိုင်းဆိုရင်တော်တော်လေးအားပေးနေရပါတော့နောက်မှသူတို့စိတ်ခုစရာလေးဖြစ်သွားမျိုးလေးတွေရှိတယ်ဆိုတော့အဖြစ်ဖြစ်ချင်းတော့ပြန်ပြီးတော့မှဟိုကိုအကောင်းဆုံးပုံစံပြန်ပြီးတော့တိဆောက်ရမှာပေါ့ပြိသက်တွေလည်းထပ်ပြီးတောင်းပန်ပါတယ်အမလို့အမရဖြစ်သွားစေတဲ့အပေါ်အဲစိတ်ညစ်စေတဲ့အပေါ်တောင်းပန်တယ်အဲဒါပေမဲ့နည်းနည်းလေးစိတ်လေးရှော့ပြီးတော့ထပ်ပြီးတော့အားပေးပြီးပါအောင် final ကလည်း21ရက်နေ့မှာမနက်ခင်းမနက်ခင်းဖြစ်တာလေးကိုသတိထားပေးပါအောင် သူကတော့လုံးဆရာရှိတာတော့ဖြည်းဖြည်းမှန်မှန်လုပ်နေပါတယ်ဟိုဟိုဘယ်လိုပြောရမလဲအရန်ကြီးသွေးပူတာမဟုတ်ပင်မဲ့လေအေးအေးဆေးဆေးလေးနဲ့တော့လုံးဆရာရှိတာတော့လုပ်နေပါတယ်ဟုတ်စိတ်ချအောင်ပါဘူးကွာအဲစိတ်မကြလည်းလောက်ပါပြီလေနောက်ဆုံးနေဆိုတော့ပိတ်သက်တွေကအဲနည်းနည်းလေးပေါ့အမလို့အမရဖြစ်သွားလေးတော့ရှိတယ်ပထမပိုင်းဆိုရင်တော်တော်လေးအားပေးနေရပါတော့နောက်မှသူတို့စိတ်ခုစရာလေးဖြစ်သွားမျိုးလေးတွေရှိတယ်ဆိုတော့အဖြစ်ဖြစ်ချင်းတော့ပြန်ပြီးတော့မှအ ိုကိုအကောင်းဆုံးပုံစံပြန်ပြီးတော့တိဆောက်ရမှာပေါ့။ तू ကတော့မသိဘူး။အမကလည်းတော်တော်လေးစိတ်ဆိုးတယ်ပေါ့နော်။ဟိုဒီလောက်အချိန်ကတ်နေတော့မှဒီလိုမျိုးဟိုပြိသက်တွေစိတ်ခုစရာဖြစ်တာကိုမကြိုက်ဘူးပေါ့နော်။ဒါမဲ့လည်းအဲဖြစ်တာတော့ဖြစ်တယ်ဖြစ်သွားပြီဆိုတော့အကောင်းဆုံးကိုပဲကိုပါဆက်လုပ်မလဲဆိုပြီးတော့ပဲအဲယုံကြည်မှုပြန်ရလာအောင်နေရမှာပေါ့အဲများတာပေါ့ကိုလှုပ်လိုက်တဲ့ကိစ္စလည်းမဟုတ်ဘူးပေါ့နော်ကို ပြောထားရတာနဲ့လည်းဒါဖြစ်နိုင်တယ်နော်သတိထားနော်လို့ပြောထားရတာနဲ့လည်းဖြစ်လာတယ်ဆိုတော့အရန်တော့စိတ်ဆိုးတယ်ဟောအဲ့ရကဆိုလို့ရှိရင်ဟိုပါပေါ့ဟို online တော့မကြည့်ကျင်ဘူးလေအဲ့လိုမျိုးတော့ဖြစ်တာပေါ့နော်တော်တော်လေးလဲဟိုစိတ်ထိတ်ကြိုက်တယ်အဲဒါမဲ့လဲဒါကိုကိုကမှဖြစ်နေလဲကျွန်တဲ့လူတွေကပူတော်ဆိုးမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါပဲအေးဆေးဆေးလေးနဲ့ဟိုဟာနှိမ့်နှိုင်းပြီးတော့ပဲကိုကိုကိုတော့မနေ့စိတ်အေးတော့မနေ့တော်တော်လေးအချိန်ယူလိုက်ရတယ် တိုက်ခိုက်မှုဖြစ်သွားတာပေါ့ဝေးအဲ့လိုမျိုးပေါ့ဟုတ်အနောက်အဆက်လူမျိုးဖြစ်သွားတာပေါ့တကယ်ကောင်းကောင်းအစင်သင်းအားလုံးအစင်သင်းသွားဖို့လာဖို့လည်းလုံနေပြီသူ့ဘန်းသူဂျန်တဲ့လူတွေလည်းလုံနေကြပြီဆိုတဲ့အချိန်မှာဟိုလုပ်ငန်းစဉ်ကိုနောက်ဆက်တယ်လို့မျိုးတောင်စိတ်ထဲကအဲ့လိုဖြစ်သွားပေါ့နော်နောက်ဆက်ဖြစ်သွားပေါ့ဟောဘာနောက်တစ်ခုကလည်းဒါအဲသူသူမှားသွားတယ်ပေါ့သူမှားသွားတဲ့ကိစ္စမှာဒီအမှားကိုသူပြင်ပြင်ဆင်ရမယ်လေဒါဒါသူ့အတွက်လည်းဟောဘယ်လိုပြောရမလဲသူ့အမှားအတွက်သူတာဝန်ယူရမယ်သူ့အတွက်လည်းပြစ်တယ်မှာသူ့အမှားနည်းနည်း ဖြစ်သွားတဲ့ဟာမှာအခြားလူကအဲ့အမားကိုဝင်လို့ဆရာမလိုဘူးလေအဲ့လိုမျိုးလဲစိတ်ကဆိုတော့အမားစဉ်းစားလိုက်တာပေါ့ပြောပါတယ်ဟိုသူကကြတော့သူလည်းနည်းနည်းဟိုလည်း ATS နဲ့ဟိုနည်းနည်းကောင်းပါလေတဲ့မှာပါတာပေါ့နော်မပြော့ဘူးပေါ့ကြည်ရင်တော့ပြော့တယ်ထင်ရပေမဲ့အဲသူမှားသွားတဲ့ကိစ္စကိုအဲသူ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 ့ကြောင့်မလို့ဒီကိစ္စဖြစ်သွားတယ်ဒီကိစ္စကိုသူ့ကိုသူသူတာသူတာဝန်ယူသင့်တယ်အဲ့တော့သူပိဿကမညာခြင်း ဟိုသူများတွေကညာညာလိုက်ပေါ့ညာလိုက်စေချင်တယ်သူကတော့ညာတသက်လုံးညာနေရမှာအဲ့ဒါတော့မညာချင်ဘူးဒီတစ်ခါတော့သူသူတကယ်အမှန်ကိုပဲပြောလိုက်တော့မယ်ဆိုပြီးတော့အဲ့လိုမျိုးလေးပြောလာဆိုအဲ့အဲ့ဒါဆိုတော့ okay ပေါ့ဆိုတော့အဲ့တိုင်းပဲဆက်သွားကြမယ်ပေါ့ဖြစ်လာတဲ့ပြဿနာဖြစ်လာတဲ့တိုက်ခိုက်မှုဖြစ်လာတဲ့ကြရက်တွေကတော့နှစ်ယောက်လုံးခံပေါ့ဒီနှစ်ကဟိုခုနပြေခဲ့တယ်လို့ပါပဲ နည်းနည်းရိုးရိုးရှင်းရှင်းပဲလုပ်ထားတယ်အဲတို့ကဘာတွေလုပ်ပြီးပြီလဲဆိုတော့ထုံတန်းနေဒလေးတွေရင်ကျင်းမှုတွေအဲ့ဒါတွေကအချိန်မှာလည်းတော်တော်များများလုပ်ခဲ့ပြီးပြီဆိုတော့နောက်တော့ပြောင်းပြန်ရမယ့်နိုင်ငံလဲထိုင်းဖြစ်တယ်ထိုင်းဖြစ်တယ်ဆိုတော့ကိုနဲ့ရင်ကျင်းမှုချင်းနည်းနည်းနှီးစက်တဲ့ဟာမျိုးဖြစ်တယ်ဆိုတော့ဒီထိုင်းပြည်သက်ရှိမှာအဲသူတို့တိပြီးတဲ့တရားဝတ်စုံမျိုးလဲဖြစ်စေချင်တာပေါ့အဲ့ဒါဆိုတော့အရင်ဟိုလိုကြီးအဲထူးထူးဆန်းဆန်းကြီးကြီးမားမားမလုပ်ထားဘူးတက်တက်ရက်လေးနဲ့ဟိုပမာမှုဘက်ကို ပမာမှုဘက်ကမှအဲနည်းနည်းလေးခစ်ဆန်တာလေးလှုပ်ထားတာပေါ့အဲ့လိုလေပါတယ်အပြည့်သက်တွေလည်းထပ်ပြီးတောင်းပန်ပါတယ်အားမလို့အားမရဖြစ်သွားစေတဲ့အပေါ်အဲစိတ်ညစ်စေတဲ့အပေါ်တောင်းပန်တယ်အဲဒါပေမဲ့နည်းနည်းလေးစိတ်လေးလျှော့ပြီးတော့ထပ်ပြီးတော့အားပေးပြပါအောင် final ကလည်း21ရက်နေ့မှာမနက်ခင်းမနက်ခင်းဖြစ်တာလေးကိုသတိထားပေးပါအောင်